ဒီမှာပြောပြမယ်နော်တခြားနားထောင်တင်ပမာနေလဲဆိုတာရေးကြည့်တယ်ဘသူနဲ့ပေါင်းနေတယ်ဆိုတာရေးကြည့်တယ်ကိုပေါင်းတဲ့အပေါင်းအသင်းအတိုင်းကိုရဲ့အတ္တတာကထင်ပေါ်လာလိမ့်မယ်အယက်သမားနဲ့ပေါင်းရင်အယက်တော်တောက်တက်လာလိမ့်မယ်ဆေးလေးတောက်တက်တဲ့သူနဲ့ပေါင်းရင်ဆေးလေးမတောက်တော့ဆေးလေးအနံ့တော့ကူးလာလိမ့်မယ် ေဒီလိုပဲဖခင်ရဲ့မျက်မှောက်တော်ကိုကြိုးဆိုတတ်တဲ့သူတွေနဲ့သင်ပေါင်းနေဆိုရင်ဖခင်ရဲ့မျက်မှောက်တော်ရဲ့အကြောင်းကတည့်ရတတ်တာထဲမှာထွက်လာမှာဖြစ်တယ်။ဟာလေလုယာ။အော်ဒါနဲ့နောက်ဆုံးအခုနအတူချုံးပြမစခုနထွက်မြောက်33ကိုရောက်လာပြီ။ရောက်လာတဲ့အချိန်မှာဣသလလူမျိုးတွေကအခုနတောင်းလဲမှာရှိနေတဲ့ခေါင်းဆောင်တွေကတောင်းလဲမှာမရှိတော့တောင်းအောင်ကိုကြတယ်။ကြတယ်ဆိုပြုတ်ကြတာမဟုတ်ဘူးဆင်းလာကြတာ။ဝိညာဉ်ရတတ်တော်ကိုကြတာကိုညညွှန်းနေတာဖြစ်တယ်။ဒါကြောင့်ဝိညာဉ်ရအတ္တတာထဲမှာကျမတို့ကဖခင်ကိုမဆာငတ်ဘူးဆိုမကြင်အောင်ကြလိမ့်မယ်။ Come on. ဝိညာဉ်ရတတတော်မှာဖျောင်းနေမောက်တော်တွေကမဝင်တတ်ဆိုမကြခင်တင့်တတ်တာပြိုလေတော့မယ်။အောက်ကိုရောက်သွားတဲ့အာယုံနဲ့အဖွဲဘာလုပ်တယ်မှတ်လဲ။ဖျားကိုခြေတော်လဲမြင်ပြီးပြီ။ဖျားရဲ့နမိတ်လက္ခဏာမျိုးစုံကိုလည်းမြင်ခဲ့ပြီးပြီ။ဒီလူအယောက်80ဘလို့ဥဆောင်ပေးလဲဆိုတော့ရွှေနွားရုပ်တုကိုဖျားနဲ့ခိုင်းနိုင်ပြီးတော့ဣတိလာတစ်မျိုးလုံးကိုရွှေနွားရုပ်ထုရဲ့အရှိန်မှာအဝတ်မပါပဲချီးမွမ်းခိုင်းတယ်။ဒါကြောင့်မို့ဒီကျမပြောပြချင်တယ်။တင်မတင်ခေါင်းဆောင်ဘလောက်ပဲဖြစ်နေပါစေ။ငါ့ဘုဆိုတင်ဟာ လမ်းလွဲကိုဥဆောင်တဲ့သူတယောက်ဖြစ်လာလိမ့်မယ်။အာမင်။အာမင်။အာယုံဆိုတာမောရှေရဲ့အကိုဖြစ်တဲ့စီနီယာဖြစ်ပါတယ်။မောရှေကိုကူညီပေးခဲ့တဲ့သူဖြစ်ပါတယ်။သို့တော့သူ့ရဲ့အတ္တတာဘာလို့လဲတယ်လဲ။မျက်မှောက်တော်ထဲမှာမနေတက်လို့စာငတ်ချက်မရှိလို့ဖြစ်တယ်။ဒါနဲ့နောက်ဆုံးအတို့ချုံးပြောရမယ်ဆိုထိုကိစ္စကြောင့်အဲ့ဒီကိစ္စကြောင့်ဣသရလူဘယ်နှထောင်သေးခဲ့လဲ။၃ထောင်သေးခဲ့တယ်။ဖခင်ကဘာပြောလဲမောရှေငါမလိုက်တော့ဘူး။မင်းပဲသွားလိုက်တော့ ဒီလူတွေကလဲဘင်းခိုင်ပါတဲ့မျိုးငါ့ကိုမဆောင်ရက်တက်ဘူးငါ့ကိုမမော်ကြည့်တက်ဘူးငါမျက်မှောက်တော်ထဲမှာငါရဲ့အရှိမမကိုကွယ်တဲ့ကြောင့်ဒါလည်းမောရှိပါပြန်ပြောလေတေချာပြန်ဖက်ကိုတော်မပါရင်မသွားဘူးမနော်ဖះပြောခဲ့တဲ့ဂတိစကားလေးကတိတ်တဘောကြားစရာကောင်းတယ်အခုနကနော်လူအမျိုးနဲ့ရန်သူတွေအားလုံးကိုတဲ့ငါရဲ့ကောင်းကင်တမန်အားဖြင့်ငါဟာမင်းတို့ကိုဥဆောင်ပြီးတော့ငါချိန်မုံပေးမယ်ဆိုတဲ့အရာတွေအားလုံးဂတိတွေအားလုံးပါတယ်ဒါပေမဲ့ကောင်းကင်တမန်လို့ခေါ်တဲ့နမိတ်လက္ခဏာတွေ အောင်မြင်ခြင်းတွေထက်ဘုရားမျက်မှောက်တော်ပဲဆောင်ရတယ်။ကျမအတွက်ကတော့ဘုရားမျက်မှောက်တော်ပဲ။ယူတယ်ပြောရင်ပြောပါစေ။စုစန်းနာမင်းဆိုတဲ့အမျိုးသမီးလေးဘာမှမဟုတ်တဲ့ခဝဲကျန်တော်တဲ့ကအမျိုးသမီးကိုဘုရားအသုံးပြုတယ်ဆိုတဲ့အရာကအဲ့ဒီမျက်မှောက်တော်ကိုဆောင်ရလို့ဖြစ်တယ်။ဒါဝဲကိုတိုးချန်တဲ့ကခေါ်တယ်လို့ကျမဟာခဝဲကျန်တဲ့ကခေါ်ချင်းခရရတယ်ဆိုတဲ့အရာကဘုရားရဲ့မျက်မှောက်တော်ကိုဆောင်ရလို့ဖြစ်တယ်။ နေတဲ့ဘုရားရဲ့မျက်မှောက်တော်ကိုစာကန့်ပြီးတော့ဘုရားနဲ့သွားလာမယ်ဆိုလို့ရှင်တင်မတင်တော်တဲ့ကပဲလာလာပညာမတတ်တဲ့သူပဲဖြစ်နေပြီစေလူတွေရဲ့အရှိမတော့တကယ်ကိုကဲ့ရဲ့ပြစ်တင်ခြင်းခံရတဲ့သူပဲဖြစ်